အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fiction channel လေးမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကပရိသတ်များအတွက်ဖတ်ပြတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာလင်းအောင်စင်ရေးသားထားတဲ့ငါအတွက်ငါရှိတယ်လို့အမည်ရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကတော့ကိုကိုကိုဖေးမခုံယူပါလို့အမည်ရပါတယ်ကျွန်တော်နဲ့တို့ဒီဆောင်းပါးကောင်းလေးကိုနားဆင်ကြံစားကြည့်လိုက်ရအောင်ခင်ဗျာကိုကိုကိုဖေးမခုံယူပါ ော်တော်အသုံးမချတာပဲအဖြစ်ကိုမရှိဘူးဘယ်တော့မှလူရောင်းဝင်မှာမဟုတ်ဘူးတခြားသူစီကနေအဲ့လူတွေအပြောခံရမှုပါသလားများတော့အဖြစ်တော့အပြောခံကြရပါလိမ့်မယ်ကျွန်တော်လက်ကျုံမှုပါတယ်အဲ့လူအပြောခံရတဲ့အခါစိတ်ထဲမှာပြောနေသူကိုမကြည်မနှက်ဖြစ်ရတယ်ဒေါသတနှုန်းလို့ဖြစ်ရတယ်အဲ့ဒါကြီးကစားတဲ့နေရအိတ်တဲ့နေရတိလိုက်ခံစားရပြီးဒုက္ခပြပါတယ်။ဒါပေမဲ့အဲ့ဒါကအချိန်တန်ရင်ဒေါသပြက်ပြက်ပြီးမိပြောက်သွားနိုင်ပါတယ်။ အဲ့ဒီစကားတွေကလည်းကိုယ့်ကိုတွန်းအားပြီးစူးစမ်းစီနိုင်ပါလေကိုစူးစမ်းပြနိုင်တဲ့အခါမျိုးလှုပ်ပြလှမ်းနိုင်တဲ့အခါမျိုးမှာဆိုရင် အောင်းနိုင်သူဖြစ်နေအဲ့ဒီစကားတွေကိုခြေပြတ်လှမ်းနိုင်ပါလေငါဘယ်တော့မှအတုံးချမှလည်းမဟုတ်ပါဘူးငါပုံစံနဲ့ဖြစ်လာမှလည်းမဟုတ်ဘူးနားကိုကအတုံးမကြတာပါအဲ့ဒီလိုကိုယ့်ကိုယ်ကိုအပြစ်တင်ပြီးကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်တဲ့စိတ်မျိုးရှိနေပြီဆိုရင်တော့ဘာကူမှမိသွားမှာမဟုတ်ပါဘူးအဲ့ဒီအတွေ့အကြံကကိုယ့်ကိုဒုက္ခပေးနေတော့မှာပါပဲ ငါလှုပ်လဲဖြစ်မှာမဟုတ်ပါဘူးငါလှုပ်လဲလူရဝင်တာမဟုတ်ဘူးဆိုရဲအပြင်းစိတ်အညံ့စိတ်နဲ့ကိုကိုကိုအပြစ်တင်တတ်တဲ့စိတ်မျိုးကအချိန်တိုင်းကိုကိုဖိစီးနေတဲ့အခါမျိုးမှာဘာမှကိုဖြစ်လာမှာမဟုတ်ပါဘူးကိုစိတ်ကကိုကိုတတ်နေတော့တာပါပဲတခြားသူကမဟုတ်ဖိနေကိုစိတ်ထဲမှာအဲ့ဒီလိုကိုကိုကိုအပြစ်တင်တတ်တဲ့စိတ်မျိုးဝင်နေပြီဆိုရင်တော့မောက်ထုတ်ရပါတော့မယ်ဘာလို့လဲဆိုရင်တော့ကိုကိုကိုအောင်မြင်ပျော်ရွှင်တဲ့သူအဖြစ်စူးစမ်းရမှာမဟုတ်လို့ပါပဲ ကိုကိုကိုအပြစ်မတင်တတ်တဲ့ဖေးမဂုံယူတတ်တဲ့စိတ်မျိုးမွေးတဲ့အခါဘာရတယ်လဲဆိုရင်အဆအစာရရအောင်မြင်ပျော်ရွှင်စေရတာမဟုတ်ပါပဲ။ငါရုပ်ကဆိုးလိုက်တာဘာပွဲမှလည်းမတိုးဘူး။အဲ့ဒီလိုကိုရဲ့ဖြစ်တည်မှုကိုအပြစ်တင်တတ်တဲ့စိတ်ထက်ငါရုပ်ကမလှပေမဲ့တတ်တဲ့ရရတော့နေတတ်တယ်ဆိုတော့ကိုကိုကိုယုံကြည်မှုအပြစ် confidence ရှိရှိနဲ့ကိုကိုကိုဖေးမဂုံယူတတ်ရင်ပျော်ရွှင်အောင်မြင်ရမှာပါပဲ။ကိုလုံးနေတဲ့အလောက်တခုကြာရှုံးသွားတယ်ပဲဆိုပါစို့။မားတော့အတော့မကြလိုက်တာ။ ငါဘာပဲလုပ်လို့ဘယ်တော့မှမဖြစ်ဘူးတခြားသူတွေတော့အောင်မြင်မှလည်းနဲ့ငါသာအတုံးမကြတာတော်ပြီငါဘာမှမလုပ်တော့ဘူးအတုံးမကြတဲ့ကောင်ဆိုပြီးကိုကိုကိုအပြည့်တန်းတဲ့စိတ်ရှိရင်တော့ဘာမှထပ်ဖြစ်လာမှာမဟုတ်ပါဘူးငါဒီအစင်းတီလုံနိုင်ခဲ့တာပဲငါတို့ငါကုန်းယူတယ်ငါဆက်ကြိုးစားရမယ်ဒီတစ်ခါမဖြစ်ရင်လဲနောက်တစ်ခါဆိုငါအဆုံးထိအကောင်းဆုံးလုပ်ပြနိုင်မှာပါဆိုတဲ့ကိုကိုကိုဖေးမှဂုံယူတတ်တဲ့စိတ်သာရှိရင်တစ်ချိန်မှအောင်မြင်အောင်လှုပ်ဆောင်လာနိုင်မှာပါ အောက်စဖို့ဆရာတော်ပေါမောက်ခဒေါက်တာဓမ္မသားမီပြောဖို့ပါရယ်ငါတယောက်တည်းမဟုတ်ဘူး not just me ဆိုတဲ့အတွင်းလေးဝင်လာရင်စိတ်ညစ်တာတဝက်တတ်တာသွားတယ်တဲ့လောကကြီးမှာကြာရှုံးနေတာကိုတယောက်တည်းမဟုတ်ပါဘူးစိတ်ညစ်နေရတာကိုတယောက်တည်းမဟုတ်ဘူးအပြောခံနေရတာလည်းကိုတယောက်တည်းမဟုတ်ပါဘူးဆရာတော်ကြီးရဲ့စာစုကလေးတွေအရလို့ not just me ပါပဲအောင်မြင်နေတဲ့သူတိုင်းထိတ်ဆုံးရောက်နေတဲ့သူတိုင်းဟာကြာရှုံးမှုတွေတန်းရာတွေရခဲ့ကြတဲ့သူတွေကြီးပါပဲကိုတယောက်တည်းကွက်ဖြစ်နေတာမဟုတ်ပါဘူး အဲ့ဒီတော့ကိုကိုကိုဖေးမတတ်တဲ့စိတ်ဂုံယူတတ်တဲ့စိတ်အပြစ်မမြင်တတ်တဲ့စိတ်ကိုမွေးရပါမယ်ဒါဟာရောင်ရက်တတ်တဲ့စိတ်မျိုးလည်းမဟုတ်ပါဘူးကိုကိုကိုတွဲထူတတ်ခြင်းပါပဲကိုကိုကိုယုံကြည်စိတ်တူအောင်လှုပ်ဆောင်ခြင်းပါပဲကိုကိုကိုအပြစ်မမြင်ဘဲနဲ့ဖေးမတတ်တဲ့အခါမှာနံပါတ်၁စိတ်တက်မကြလွယ်ဘူးနံပါတ်၂မကောင်းမြင်စိတ်ဒီနေပါလာမယ်နံပါတ်၃ယုံကြည်စိတ်ခိုင်မာလာမယ်နံပါတ်၄ကိုကိုကိုပို့ချက်လာမယ် နံပါတ်5ဒေါသစိတ်နှေးပါလာမယ်။နံပါတ်6စာနာစိတ်ပါတိုးဝလာမယ်။နံပါတ်9ပျော်ရွှင်ခြင်းတွေပိုရပါလိမ့်မယ်။ကိုကိုကိုအပြစ်မမြင်တတ်တဲ့စိတ်ဟာအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုယူဆောင်ပေးနိုင်ပါတယ်။တခြားသူအပေါ်ပါစာနာနားလည်စိတ်ဆိုတဲ့ကိုကျင့်တရားပါစောင့်ထိန်တက်လာပါလိမ့်မယ်။အဲ့ဒီတော့ကိုကိုကိုဖေးမှဂုဏ်ယူတတ်တဲ့စိတ်မျိုးမွေးမြူရပါမယ်။ရှိရပါမယ်။ Don't beat yourself up ကိုကိုကိုအပြစ်မတင်ပါနဲ့။ Do proud yourself up ိုကိုကိုခုံယူလိုက်ပါ ကိုကိုကိုအပြစ်မတင်ပဲဖေးမပြင်ဆင်ပြီးခုံယူတတ်တဲ့အခါအောင်မြင်ပျော်ရွှင်ရမှာမလွဲပါဘူးတိတ်နေလှတာကိုခံစားတတ်တယ်လို့ကိုစိတ်သဘောထားလှတာကိုလည်းခံစားတတ်ရင်ပိုပြီးပျော်ရွှင်ရတယ်ပန်းနိုင်ရဲ့အလားတရားကိုမြင်လို့တတ်တယ်လို့ကိုအလားတရားကိုလည်းခုံယူမြင်လို့တတ်ရင်ပိုပြီးပျော်ရွှင်ရတယ်အခြားသူကိုဖေးမခုံယူတတ်တယ်လို့ကိုရဲ့အရာတိုင်းအတွက်လေဖေးမခုံယူတတ်ရင်ပိုပြီးပျော်ရွှင်ရတယ် တခြားသူပေါ်အကောင်းမြင်စိတ်ထားတယ်လို့ကိုယ့်ရဲ့ဖြစ်တည်လာခြင်းတွေအပေါ်လည်းအကောင်းမြင်စိတ်ထားတဲ့ရင်ပို့ပြီးပြောရွှင်ရတယ်။ကိုကိုကိုဖေးမပါကိုကိုကိုခုံးယူပါကိုစူးစမ်းမှုရဲ့အရာမထင်ခြင်းတွေအတွက်အပြစ်မတင်စရန်ပေါ့အောင်မြင်ပြောရွှင်ခြင်းဟာကိုစီမှာပါပဲအခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့အစာရေးစရာလင်းအောင်ရေးသားထားတဲ့ငါ့အတွက်ငါရှိတယ်လို့အမိရတဲ့စာအုပ်ထဲမှာ ကိုကိုကိုဖေးပအကုန်ယူပါလို့အမိရတဲ့ဆောင်းမကောင်းလေးတပုတ်ကိုရွေးချယ်ဖပြတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါရခင်ဗျာ။နားဆင်သူများအနေနဲ့လေဒီလိုမျိုးပညာပေးဆောင်းမကောင်းလေးတွေစိတ်သက်ခွန်အားဖြင့်ဆောင်းမကောင်းလေးတွေဖက်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ဇာရေးဆရာအလင်းရောင်ကြီးသားထားတဲ့ငါအတွက်ငါရှိတယ်လို့အမိရတဲ့မူရင်းဆောင်းကောင်းလေးကိုလေဝယ်ယူဖက်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature fiction channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ။နားဆင်သူများအားလုံးဝီရန်ခတ်တဲ့ကင်းကျင်းကြပါစေဒေါတာခတ်တဲ့ကင်းကျင်းကြပါစေစိတ်ရခတ်တဲ့ကင်းကျင်းကြပါစေနှလုံးဆွေးဝါးအေးချမ်းကြပါစေ။ နားဆက်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲခြင်း၍ကိုယ်စိတ်နှဖျားစမ်းမချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများလည်းတစ်လုံးတစ်ဝက်ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feed channel လေးမှနားဆင်ပေးခဲ့ကြတဲ့အတူတူတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။